ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်တွေကကျွေးရတချို့မှာကမ်းပြုံမှုတွေဖြစ်နေပါတယ်ဒီတဲ့ရင်ကိုဥက္ကုကြီးကပြပုတ်ထားပါရရှင်တောင်ကုန်းမြို့နယ်တွေကဘူးဆွေမြောင်ကျေးရွာဟာလက်မှုချောင်းပိတ်မှာ TCP ပြီးခဲ့တဲ့လကရေကြီးတုံးကတည်းကစပြီးကမ်းပြုံမှုတွေဖြစ်နေတာပါ အခုဆိုရင်ကမ်းပြိုလာတာဟာပေ60ဝန်းကျင်ရှိနေပြီးနေအိမ်၁၀လုံးကရေတိုက်စားမှုကြောင့်ပျက်စီးသွားခဲ့ပါတယ်။စွန်လာကုန်းပိုင်းကရေကြီးမှုတွေကြောင့်အိမ်လုံးလိုက်မြောပါသွားတဲ့မိသားစုတွေလည်းရှိပြီးအဲ့ဒီမိသားစုတွေအနေနဲ့ယာယီနေအိမ်တွေကိုပတ်ဝန်းကျင်ရဲ့ကူညီပံ့ပိုးမှုတွေနဲ့ပဲပြန်လည်တည်ဆောက်နေထိုင်နေကြရပါတယ်။သက်ဆိုင်ရာအာဏာပိုင်တွေနဲ့အိမ်တွေပြန်လဲတိဆောက်ပေးဖို့ကူညီပံ့ပိုးမှုတွေတော့မရှိသေးပါဘူး။ရေကြီးခါလာကျွန်မအိမ်ကအိမ်နောက်ပတိဘောကတွေအားလုံးပါသွားတယ်။ လူသားအားလုံးကလေးတွေနဲ့ထွက်ပြေးကြတယ်။ဟုတ်ကြအောင်မမွေးထားတဲ့တလိမ့်ဆန်တွေလည်းအလုံးပါတော့တခုတော့မရလိုက်ပါခလေးနှစ်ယောက်ရလိုက်တယ်ဒီတက်ရလေးရွာကဟိုကအုံပြစ်ဆဲပြစ်ပြီး20ပြီးဟာနဲ့ပြန်ဆောက်တာကိုလည်းဒီမှာ6တောက်တစ်ချောင်းမှဟိတိုင်းနေပြီးတိုင်းချီပြီးဒီမြတ်ပေးတာဒီဟာလေလုပ်ငန်းကိုပဲအဓိကတာလောက်ကန်စားတော့နေတဲ့တောင်ကုန်းမြို့နယ် ဘူးရွှေမော်ကြီးရဟာအင်ဂျီ300ကျော်ရှိပြီးလက်မှုချောင်းအကြီးမှုကြောင်းကမ်းပြိုတာကတော့3နှစ်လောက်ရှိပြီးဒီနှစ်ကတော့အဆိုအဆုံးပဲဖြစ်ပါတယ်ကျွန်တော်ကိုကိုကြည်ပါခင်ဗျာ